တရုတ်နိုင်ငံမှာကင်းလဲနေတဲ့ဆက်ရုပ်ခွေးတွေအကြောင်းပြောပြပါမယ်။ AI နီးပညာမြင့်တက်လာတာနဲ့အများ AI နီးပညာသုံးဆက်ရုပ်တွေကိုလည်းတွွတ်ကျကျအသုံးပြုလာနေပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံဟာဆက်ရုပ်ခွေးတွေကိုအသုံးပြုလာနေပါတယ်။ပြီးခဲ့တဲ့စနေနေ့ကတော့တရုတ်အစိုးရပိုင်းစင်ဟွာတည်င်းဌာနမှာဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ချထားတဲ့အကြောင်းတည်င်းတွေထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကဘောက်ရှန်ရက်ွက်ထဲမှာဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ပေးခဲ့တာပါသူတို့ထန်းဆောင်ခဲ့တဲ့တာဝန်တွေကတော့ကားမရက်ရနေရာတွေမှာရက်ထားတဲ့ကားတွေကိုရှာဖွေဖို့နဲ့အမိုက်မပြရနေရာတွေမှာ အမိုက်ပြတာရှိမရှိကို ကြည့်ရှုဖို့ဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတော့ Unitree နဲ့ Deep Robotics လို့ခေါ်တဲ့ခွေးဆက်ရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးနှစ်ခုအပြိုင်ရှိနေပြီးတော့ကြံတန်းတဲ့နေရာတွေမှာအလုပ်လုပ်ဖို့စမ်းသပ်ထုတ်လုပ်နေကြပါတယ်။ စက်ရုံတွေတက်တုသွင်းတွေနဲ့လုံခြုံရေးလုပ်ငန်းခွင်တွေမှာကင်းလဲဖို့နဲ့စစ်စေးရေးလုပ်ငန်းတွေအတွက်သုံးကြပါတယ်အဲ့ဒီဆက်ရုပ်ခွေးတွေကအဆောက်အအုံတွေအပေါ်တည်နိုင်တယ်။လေကားတွေတည်နိုင်တယ်။ချောမွတ်တဲ့မျက်နှာပြင်ပေါ်မှာလန်းလျှောက်နိုင်တဲ့အပြင်တည်ငြိမ်ပြီးခိတ်ခဲတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နိုင်တယ်လို့ဆိုပါရယ်။